ကျွန်တော်တို့အခုနိုင်ငံရေးဟာတန်ကာနဲ့ဖုံးကြီးမကွဲတဲ့နိုင်ငံရေးပြမြန်မာပြည်ကဘယ်ဥတည်နေလဲဘယ်သူမှပြချပြောလို့မနိုင်ဘူးမြန်မာနိုင်ငံရေးဘလုံးပထွေးဖြစ်နေတယ်လို့မြင်နေကြပေမဲ့ရှေ့ဆက်ဖို့တိရမကအနားလည်ဖို့ပါလိုနေတယ်တတိပြုမီဂျာတဲ့အခြေအနေပါပဲတော်လာရေးမှာပါဝင်သူအများစုဟာလူထုနဲ့လူအုပ်ကောင်းကောင်းမခွဲခြားတတ်တာကကျွန်တော်တို့ဘယ်ဥတည်နေလဲဘယ်လိုအနာဂတ်ကိုရောက်မလဲဆိုတာကိုမိကုံးရဲ့အဆပဲ အချက်သုံးချက်နားလည်ထားဖို့လိုတယ်ပထမ specialist မဟုတ်တဲ့ generalist နိုင်ငံရေးမြန်မာနိုင်ငံရေးမှာတိကျတဲ့ specialist တွေရှားပါတယ် generalist ရေဘူးရကျွန်တော်တို့မျိုးဘာမဟုတ်တဲ့အလုပ်တိတလို့လို့မတိတလို့ကောင်းနေအများကြီးပဲတော်လိုက်ကာလမှာတာဝန်ယူစိတ်ပြင်းပြတာကကောင်းတယ်ဒါပေမဲ့နိုင်ငံရေးကယုံကြည်ယုံဒီမကဘူးကျွမ်းကျင်မှုပါလိုအပ်တယ်အခုဆိုတအားကိုလိုအပ်တာဥပမာဗျာ တိုက်အိတ်တလုံးစောင့်မယ်ဆိုရင်ကျွန်တော်ရုပ်ကြည်ချက်နဲ့ဒီအိတ်ကိုငါတို့အိတ်ငါတို့စောင့်မယ်ဆိုပြီးတော့အုတ်သက်ပေးအဲ့လောက်နဲ့မရောက်ဘူးအင်ဂျင်နီယာပညာနားလည်ဖို့လိုတဲ့ပုံစံမျိုးပြောချင်တာကောင်းဝင်ယူတဲ့သူတိုင်းဟာရုပ်ကြည်စိတ်အပြည့်မကိုကျွမ်းကျင်မှုလည်းရှိဖို့လိုအပ်တယ်ဒုတိယအချက်ကဖြောဖြည့်ရေးသမားလားနိုင်ငံရေးသမားလားလူပြည့်လားမင်းသားလားလူရှင်တော်လားမသိတာ နော်အဲ့ချက်ကပို့ဆိုးရိပ်စရာဗျလူပြည့်နဲ့နိုင်ငံရေးတမတရုတ်ဆောင်နဲ့တမိုင်းသူတည်တည်ပြည်သက်နဲ့ပြည်သူခြားနားမှုမရှိတော့တယ်လို့ဖြစ်နေတယ်ဆိုရှယ်မီဒီယာကဲ့မှာ နိုင်ငံရေးဟာ အနှစ်သာရအထက် လူကြိုက်များတဲ့ဖျော်ဖြေရေးဖြစ်ဖို့ပို့ပြီးနှိဆက်လာနေတာဗျဒီတော့ကျွန်တော်တို့လူနာတယောက်ဖြစ်တဲ့ဆိုပါသူအစိခန့်တော့ပြမယ် ဆရာဝန်ကိုရွေးမယ်ဆိုရင်ကျွမ်းကျင်မှုထက်စကားပြောကောင်းတဲ့လူကိုကျွန်တော်ရွေးမလားအခုကအဲ့လိုရွေးနေတဲ့လူမျိုးဖြစ်နေတယ်ပြည်သူအကျိုးစီးပွားထက် like and share များဖို့ဦးစားပေးလာတဲ့အခါမှာစနစ်ချွေရင်းမှုပေါ့ကိုစနစ်တကျထိတွေ့ပျက်စီးလာနေပြီဆိုတာသတိထားဖို့လိုတယ်ပြည်သူအကျိုးစီးပွားကိုရှေ့ရှုတဲ့ဆိုတဲ့လူတွေထက် like and share များဖို့ဦးစားပေးလာတဲ့အခြေအနေမျိုးအဲ့ဒါစနစ်ချွတ်ရွေးမှုအပေါ်မှာထိတွေ့မှုဆလာနေတာကိုပြောချင်တာအဲ့ဒါသတိထားဖို့လိုတယ်တတိယအချက်ကတကယ်ကိုပဲအနိယာမလည်းမရှိမူဝါဒလည်းမရှိတဲ့တော်လိုင်းရေးတော်လိုင်းကလာရှုပ်ထွေးပါလေဒါပေမဲ့ရှုပ်ထွေးရဆိုတာတိတ်တိုင်းတစ်ဖက်မရေးကျွဲ့အအခက်ကမျိုးမဟုတ်ဘူးနော်ဘယူဟာတွေတော့ရှိသင့်ပါလေအခုကဟိုးမီအောက်ထက်ကြီးရင်လာမှာပဲမင်းကဘက်ဖက်ကလည်း ဲ့လိုဆိုတာထက်မင်းကဘာလုပ်နေလဲမင်းကဘယ်မှာအတုံးဝင်လဲမင်းနေတာပို့ဆိုးတယ်ဒါဘျူဟာချွတ်ရွေးမှုတကယ်နေရမှာမရှိမူမရှိရတာတိုင်းနေတယ်လို့ဖြစ်နေတယ်သူညနေသူအံဝင်ခွေးချမဖြစ်ဘူးပြီးတော့တိတ်ချပြောချင်တာကဒီအချက်တွေရဲ့နောက်ကွယ်ကအကြအကြောင်းရင်းတွေကိုဆန်းစစ်ကြည့်ဖို့လိုတယ်နော်နံပါတ်၁ကမုတ်ဆိုးဆိုင်တင်နိုင်ငံရေးလို့ခေါ်တယ် နိုင်ငံရေးဟာစနစ်တကျ logical ကြကြတိစားမှုမရှိဘဲအတုမြင့်အတတ်တင်လိုဖြစ်နေတာတော်လာရေးတဲ့မှာတော့မိဖက်လို့လို့မိဖက် မဟုတ်တဲ့လူလို့လို့ CDN လို့လို့ NCDN လို့လို့ရဝဝတွေဖြစ်နေတယ်ဒီတော့တောင်းဝန်ယူဖို့ဘသူတက်လဲဆိုတာထက်ယုံကြည်ရင်မေးစရာကြီးတက်လို့လို့ရပြီဆိုတော့တောင်းဝန်တွေတန်းပြီးတော့အကြီးကြီးတက်ပေးနေတာဖြစ်နေတယ် เนาะနောက်နံပါတ်2က rule of law နဲ့ rule by law ကိုမကွဲတဲ့နိုင်ငံရေးလူထုဖြစ်နေတယ်ဗျပြည်သူအများစုကလူထုနဲ့လူအုပ်အာဏာနဲ့မူဝါဒဖော်ဆောင်ရေးဘာမှကောင်းကောင်းခွဲခြားလို့တတ်တာမဟုတ်သေးဘူးအဲ့လိုမျိုးရှင်းရှင်းလင်းလင်းနားမလည်ဘူးစိတ်သက်ပိုင်းဆိုင်ရာရှင်းလင်းမှုမရှိသေးတဲ့အခါမှာတော်လိုင်းရဘလို့ဖြစ်နေဆိုရင်ဘလုံးပထွေးတန်တမန်ရေးနဲ့ပဲတွားနေတာလူထုဆိုတိုင်းအများစုရဲ့သဘောထားမဟုတ်ဘူးဆိုတာတော့ဘယ်သူမှမသိဘူး တကယ်ကလူထုဆိုတာလူအများဆုံးရဲ့သဘောထားမဟုတ်ဘဲနဲ့အများစုအတွက်အကျိုးဖြစ်ဖို့လိုအပ်နေတာအခုအဲ့လောက်အဆင့်ကိုအဝေးအဲ့တော့ rule of law နဲ့ rule by law ကိုခွဲခွဲခြားမသိတာနောက်တစ်ခုကနံပါတ်၃ချက်ကတော်လာရေးမှာတိဆောက်ရေးမပိုင်ရင်ဘာဖြစ်မလဲစဉ်းစားကြည့်လက်နက်ကင်ပြီးစနစ်ကိုစမ်းကြည့်တာကတစ်ပိုင်းငိမ့်ချမ်းရေးနဲ့တိုက်ပြီးတည်ငြိမ်ရေးကိုတည်ထောင်တာကနောက်တစ်ပိုင်း ဒီမိုကရေစီဖက်ဒရယ်စနစ်ဘယ်လိုတည်ဆောက်မယ်ဆိုတာစဉ်းစားဖို့တောင်မှစိတ်မဝင်စားတဲ့လှုပ်ရှားမှုတွေဟာအုပ်စုအကျိုးစီးပွားပဲဖြစ်မှာနိုင်ငံတည်ထောင်ဖို့စစ်တိုက်တရုံလောင်းနဲ့ရလို့လားနားလဲတာနဲ့တည်ဆောက်ဖို့မပြင်းစင်ရတဲ့ရင်အောင်ပွဲရပြီးနောက်ပိုင်းပို့ချုပ်ထွေးမှာပဲဘာမှအသေးချာကြီးရမှာမဟုတ်ဘူးအခုကဘယ်လိုဖြစ်နေလဲဆိုရင် ဲ့လိုမျိုးအခြေအနေနဲ့ဆက်သွားရင်ဘယ်လိုမျိုးအနာဂတ်မျိုးရင်ဆိုင်ရမလဲဆိုပြောချင်တာကရံဝါးဝါးကောင်းတွေကတောင်းကိုယူပြီးတော့ဘာမှမတက်ဘာမှမတိတဲ့အခါမှာအကြီးမားဆုံး view ဟာဘိုင်းချုပ်ရင်းမှုတွေဖြစ်ပေါ်နိုင်တယ်တိုက်ပွဲနိုင်ပေမဲ့စစ်ပွဲရှုံးတယ်ကျန်ရလေရေပူရသမားတွေဟိုရရောင်ဒီရရောင်ဟိုဟာတိတလို့လို့ဒီဟာတိတလို့လို့သမားတွေပြည့်နေပြီးတော့ special list ဘာမှအထူးပြုပြီးတော့တိတဲ့လူမပါပဲတဲ့တော်လိုင်းရေးဟာတိုက်လို့နိုင်ပေမဲ့တိဆောက်လို့မရဘူး အောက်ရှိပေမဲ့အင်ဂျင်နီယာမရှိတဲ့တိုက်အိတ်သလိုစောင့်မလို့ဖြစ်နေတယ်နော်အုပ်ချုပ်ရေး policy ဘာမှမခိုင်မာတဲ့ပြည်ထောင်စုဗျံပဒပြည်ထောင်စုဘလုတ်တွေးနဲ့စောက်လာတဲ့လူတွေစောက်တဲ့ပြည်ထောင်စုဖြစ်လာလိမ့်မယ်နောက်တစ်ခုဖြောဖြည်ရေးနဲ့နိုင်ငံရေးမကွဲတဲ့ဟာတွေနော်ဘူးလုံနာထွေးနေပါတယ်မှမသိတဲ့ဟာတွေပြည်သူယုံကြည်မှုစစ်စစ်မင်းမိတ်သွားဖို့အခြေအနေခင်ဗျားတို့ကြောင့်အများကြီးဖြစ်နိုင်တယ်အာနာအသက်ဟာတမိုင်းတက်က ဘာလဲပြန်ကြားရေးကောင်စီလိုမျိုးမီဒီယာဝါဒဖြန့်ချီလို့လို့လူထုကိုဖျော်ဖြေပြီးအာဏာထိုင်းတဲ့တိုင်းပြည်တည်ဆောက်တဲ့စနစ်လိုမျိုးဖြစ်သွားလိမ့်မယ်။ခင်ဗျားတို့လုံနေရတွေကဒါကြောင့်တတိပြုအောင်မှာကနိုင်ငံရေးဆိုတာမြင်တာနဲ့တတ်တာမဟုတ်ဘူးနားလည်တတ်ဖို့လေးလေးနက်နက်လေးလာမှုလိုအပ်တယ်။တော်လိုင်းအောင်မြင်ဖို့အာဘာအရေးတတ်တာနဲ့ပြောနေတဲ့ပုံစံမျိုးနဲ့သွားလို့မရဘူး။နိုင်ငံရေးတပေါ်တရားခက်ခဲမှမှာပါဖို့လိုတယ်။ ော်လာရေးတည်ဆောက်မှုတိုက်ခိုက်မှုဆိုတာတည်ဆောက်မှုနိုင်ငံရေးနဲ့စစ်မှန်တဲ့ဆွမ်းအားဆိုတာအများကြီးလို့သိရတယ်။ခင်ဗျားတို့စစ်တပွဲနိုင်ဟိုနောက်နိုင်ဒီနောက်နိုင်ဟိုတကောင်ကြာဒီတကောင်ကြာနဲ့ခင်ဗျားတို့ခင်ဗျားတို့ဆွတ်လုံနေတာဒီ။ဒီတော့ခင်ဗျားတို့တေချာစဉ်းစားကြည့်တော်လာရေးဆိုတာရန်သူနဲ့တိုက်ရုပ်တင်မကဘူး။ကိုယ်စိတ်တည်းကပတ်ဝန်းကျင်ဟာရှုပ်ထွေးမှုတွေနဲ့ပါတိုက်ရတဲ့စဉ်းစားနည်းတစ်ခုပဲ။အဲ့တော့နားမလည်ဘူးဆိုရင် ဘယ်သူပဲအာဏာရရနိုင်ငံတော်တစ်ခုတကယ်တည်ဆောက်နိုင်မှာမဟုတ်ဘူးဒီတော့အဲ့ဒီအခုပြောခဲ့တဲ့အချက်တွေပေါ်အခြေခံပြီးကျွန်တော်အလုပ်ဆက်ပြီးတော့စဉ်းစားဆင်ခြင်တည်တဲ့မိကွန်းကကျွန်တော်တို့ကိုယ့်ဘာသာကိုငါနိုင်ငံရေးတကယ်သိပြီးနားလည်ပြီးလို့ပြောနိုင်မယ်အသိမြင်ကိုဘယ်လိုဖန်တီးနေတာလဲဘယ်လိုဖန်တီးမှလဲကျွန်တော်တို့နိုင်ငံရေးကို အခြေခံတော့တည်တယ်တင်းတယ်နော်တက်တယ်သိမ့်ပန်နိုင်ငံသိမ့်ပန်အခြေခံတည်တယ်တည်မြင့်ရေးပန်းတိုင်းဆိုတော့တတ်မှတ်ရတယ်ပြောနိုင်ငံရေးတည်တယ်ဆိုတော့ကိုထင်မြင်ချက်တတ်မှတ်လို့မရဘူးစံချိန်စံညွန်းနဲ့ပုံစံချပေးတယ်နဲ့တိုင်းရတာနိုင်ငံရေးအတွေ့အခေါ်အာဏာဖွဲ့စည်းပုံပန်းတိုင်းနဲ့ပြူဟာခွဲခြားစိတ်ဖြောင်မှုအများကြီးအများကြီးတိကျတဲ့ပန်းတိုင်းတတ်မှတ်ပြီးမှနိုင်ငံရေးတက်တည်ဆိုတဲ့အဆင့်ကိုရောက်လာမြင်တယ်မြောက်ကြားတယ်မြောက်ယူပြီးတော့အောင်နေလို့မရဘူးယုံကြည်မှုစစ်စစ်ကိုရှာရတာ social media ကဲပါခင်ဗျားတို့မျက်စိတွေအရှိမပိုက်ထားမှအများကြီးပဲ critical thinking အလေးထားမဖြစ်မနေလို့တယ်နော်ပြီးတော့မြင်တာကို line ပေါ်ကောက်တင်လိုက်မဲ့လူမျိုးလည်းမဖြစ်ဖို့အရေးကြီးတယ်အဲ့တော့ဘာလို့ရလဲတင်ယူရင်းနဲ့မြေတွေဖန်တီးရတယ်ဗျာ mobile university တွေမြေအောက်တင်ကြောင်းမှုတွေနော်တောပိုင်းနဲ့မြို့ပိုင်းနဲ့အတွေ့အကြုံဖလှယ်တာတွေ mentorship တွေအများကြီးပဲလုပ်ရတာတွေဒီတော့ကျွန်တော်မေးချင်တာကပြည်သူဟောဗျားတို့မျက်စိဖွင့် လက်နဲ့တက်ဆင်ပြီးတော့မဟုတ်ဘူးမျက်စိဖွင့်ပြီးတော့အတိညာကိုပထမဆုံးညံဖွင့်ပေးမဲ့ဘသူစောက်လို့မလဲဆိုတော့ပဲနော်ညံ intellectual revolution မျိုးအစင်တော့တော့မလို့သေးပါဘူးနည်းနည်းပပနားလဲတဲ့တော်လိုင်းရေးပညာရေးနဲ့ပဲကလူတွေခင်ဗျားတို့အင်အားစုတွေတော်လိုင်းရေးအသိပညာပေးတဲ့သူတွေခင်ဗျားတို့လှုပ်လို့ရပါတယ်ဆရာဆရာမတွေလည်းနေရာမပေးဘူးနော်ကျွန်တော်တို့တော့မယ် revolt နဲ့ rebate တော်လိုက်ရေးရ revolution revolt လို့အတူခေါ်တာတိဆောက်ရေး rebel အဲ့နှစ်ခုကခင်ဗျားတို့ခုဘက်ဒီဘက်လဲလိုက်တဲ့ဒင်းကပြားလိုမျိုးပဲတော်လိုက်ရေးကစနစ်ဆိုးကိုစတဲ့တိုက်ခိုက်တာတိဆောက်ရေးဆိုတာကအဲ့ဒီစနစ်အစ်စ်ကိုဖန်တီးမဲ့ခေါင်းဆောင်မှုကိုပုံဖော်တာ UNG လိုမျိုးလားဖြစ်စည်းဖို့တတိလိုအပ်တယ်အဲ့ဒီနောက်ကခေါ်ရဲလိုက်ရမှာကဖန်တီးဖို့ညံရောအစ်စ်ရောတခါတည်းလိုပေါ်တယ်တာဝန်ယူမှုပါလိုတယ်ခင်ဗျားတို့ဖြစ်စည်းလိုက်တာလွယ်လိုက်တာတိုက်ခိုက်တာဖြစ်စည်းတော့ခေါ်တယ် ပြီးရင်အဲ့ဒီဟာတွေခင်ဗျားတို့ဘယ်လိုပြန်ဆောက်ပေးမှလဲနော်ခင်ဗျားတို့အဲ့တော့ဘယ်လိုပြောမလဲဆိုရင်ပြပမတိဆောက်ရေးတွေပါတယ်တခါတော့တိဆောက်ဖို့လိုနေတယ်ဆိုလိုချင်တာကပြောဘောလုံးအသင်းမှာကိုခံအားပဲကောင်းပြီးတော့တိုက်စစ်ဖွင့်လို့မတက်ဘူးဆိုရင်လည်းဂိုးမသွင်းနိုင်တယ်လို့ပဲတော်လိုက်ရကကိုခံနေ တိဆောက်ရေးဂိုးသွင်းတဲ့တက်တနီးစနစ်နီးပြူဟာတွေပါနှစ်ခုစလုံးလိုအပ်တယ်တက်ခိုက်ရေရောတိဆောက်ရေလိုအပ်တယ်။ဟောညီကောချုပ်ပြောချင်တာကနိုင်ငံရေးကိုတောတောင်လီတန်းမှမတုံးနေလို့မရဘူး။ဟောခင်ဗျားတို့ကျွန်တော်တို့လူထုနားတဲ့ဝင်းအောင်စစ်စစ်မှန်မှန်နဲ့ဉာဏ်ပညာနဲ့ဘယ်လိုဖွင့်လှစ်မလဲ။ဟောအဲ့ဒါမျိုးပညာရေးပိုင်းတွေပါထည့်သွင်းမယ်ဆိုတာကြီးအဓိကလိုအပ်တယ်။ညီကောချုပ်ပြောချင်တာကလက်နက်နဲ့ပြုပြင်လို့ရတာဟာစနစ်ပဲရှိတယ်။ ညာအသိပညာနဲ့တည်ဆောက်နိုင်တာကနိုင်ငံတစ်ခုတိုင်းပြည်တစ်ခုလုံးဖြစ်တယ်